ချေကိုရဒီနေ့အိမ်ပြန်နောက်ကြမယ်ကွာမြန်မာအမြန်ဆုံး plan plan 3G 4G internet ။ Oridu မြန်မာအနေနဲ့ကဘာကျက်တပွင့်ရှာပုံတော်အစီအစဉ်ဖြစ်တဲ့ Galaxy Star 2019ကိုအဓိကကူညီပံ့ပိုးခဲ့တာဖြစ်ပြီးအခုဆိုရင် Oridu စင်ကအသုံးပြုတဲ့တူတိုင်း SMS ပို့တဲ့စနစ်နဲ့ပြိုင်ပွဲဝင်တွေကိုမဲပေးလို့ရပါပြီ။ Oridu စင်ကသုံးဆွဲတဲ့သူတွေအနေနဲ့ပြိုင်ပွဲဝင်တယောက်ချင်းရဲ့ကုစားပြုနံပါတ်တွေကိုရိုက်ပြီးအပစင်တောက်ကြနေညနေ9:15နဲ့ 10:45မိနစ်ကြာမှာနှိတဲ့ရပြိုင်ပွဲဝင်တွေအတွက်ကုတ်နံပါတ်9900ကို SMN နဲ့အကန့်အသတ်မရှိပေးဖို့မဲပေးနိုင်ပြီဖြစ်ပါတယ်။ SMN နဲ့မဲပေးဖို့အတွက် SMN တစ်ဆောင်ကို15ကြာကြာတိတ်မှာဖြစ်ပါတယ်။ ဒီ already ကနေပြီးတော့မှလည်းတစ်ဖက်တစ်လမ်းကနေပြီးတော့မှလည်းဒီကလေးတွေရဲ့အောင်မြင်မှုနောက်တစ်ခုကသူတို့ဒီ main sponsor အနေနဲ့လည်းသူတို့ရဲ့ဆိုတာပေါ့ခရီးထောက်ဆောင်မှာကိုရီးယားပတ်မှုတွေအများကြီးပေးခဲ့ပါတယ်ဒီကလေးတွေကိုဒီလှုပ်ဆောင်ရတဲ့ရွေချက်ကလေးကိုကဒီကလေးတွေရဲ့အမှုပညာအိမ်မက်တွေအမှတ်တကယ် account ထဲပို့နိုင်ဖို့အတွက်ကို already အနေနဲ့ဟိုကြီးရွယ်ထားတယ်ပေါ့နော်နောက်ထပ်အိမ်မက်တွေကိုမတို့ဘယ်လောက်ထိ account ထဲပို့ပေးလို့ရမလဲပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေကိုကြည့်ပြီးတော့မှ already အနေနဲ့ sponsor လုပ်ဖြစ်တာပါ လက်စီစတာ2019မှာဝင်းရောက်ရှင်ပြိုင်ကြတဲ့ပြိုင်ပွဲဝင်တွေကလည်း Ori2 Sync ကနဲ့ Maybe ဆုံးဖြတ်မှာဖြစ်လို့စိတ်လှုပ်ရှားနေကြပါပြီ။ ဖုန်းဘုတ်က40ရာခိုင်နှုန်း Facebook ဘုတ်ပြင်က10%ပြင်ဒိုင်ကြီးရဲ့အာဒိုင်ကြီးအမှတ်ပေးမှာ50ရာခိုင်နှုန်းဆိုတော့ဟုတ်ကဲ့အကုန်လုံးအရေးကြီးပါတယ်ဒီချင်းစုနေတဲ့အတော်အသေးမဲ့စက်တိုက်ကြီးတစ်ပတ်လုံးကြီးပေးနေအောင်မဟုတ်ဗျာအဲ့ဒီစုနေတဲ့အတွင်းမှာပေးရမယ်ဆိုတော့ fair လည်းဖြစ်တယ်ညံ့တယ်ဗျာအဲ့ဒါတော့အာရင်ခုန်ပါတဲ့အားပေးတဲ့လူတွေလည်းရှိရရှိတယ်ဆိုတော့ဟုတ်ကဲ့အရင်မျှော်လင့်မိပါတယ်ပေးတဲ့ဒီထက်ကလည်းဟုတ်ပါ တော့ top 10 line မှာစပြီးတော့ရပါတယ်။ဒီအမီနိုကတော့မင်းတို့ပြိုင်တော့မယ်ဆိုတော့အခုမင်းတို့ရဲ့ပုံနံပါတ်နံပါတ်3ဖြစ်ပါတယ်။အမီနိုဆိုနေအချိန်အတွင်းမှာပေါ့။အာမင်းတို့ဆိုတာ limit စာဖြစ်ဖြစ်3မိနစ်စာဖြစ်ဖြစ်အဲ့အတွင်းမှာအဲ audio SMS ပေါ့။ဟို9900ကိုအာနံပါတ်3ဆိုပြီးပို့ပေးရမှာပါလို့မင်းတို့ဆိုနေအချိန်အတွင်းမှာပဲပို့ရမှာဖြစ်တဲ့အတွက်အရင်မဲ့စိတ်လုံချပါရဲ့လို့အာဒါအာချစ်တဲ့ညီကိုမမလေးလည်းဘလုံးကမျက်စိအပြတ်မခံပဲကြည့်ပါလို့အားလုံးရဲ့ ချစ်ပါတယ်လို့ပြောချင်ပါတယ်။ Galaxy Star 2019ပြန်ပွဲပြီးဆုံးတဲ့အခါမှာ Oritu မြန်မာအနေနဲ့ SMN နဲ့ပေးပို့လာတဲ့မဲတွေကရလာတဲ့အကျိုးများတွေကိုပြည်သူတွေသိစေဖို့တရားဝင်ကြေညာသွားမှာဖြစ်တယ်လို့ပြဟိတဆောင်ရွက်ချက်တွေမှာလည်းအသုံးပြုသွားဖို့ရှိနေပါတယ်။